နန်းနက်တီးဟာအဟာရဓာတ်များစွာပါဝင်တဲ့အသီးတစ်မျိုးဖြစ်ပြီး ကောင်းကျိုးနဲ့ဆိုးကျိုးတွေရှိပါတယ်။ကောင်းကျိုးများအဟာရဓာတ်ကျယ်ဝခြင်းနန်းနက်တီးမှာဗီတာမင် C, မန်ဂနစ်၊ဗီတာမင် B, ဖောလိပ်နဲ့အမြင့်ဓာတ်တို့ကျယ်ဝစွာ ပါဝင်ပါတယ်။အင်ဆိုင်ဓာတ်ကျယ်ဝခြင်းနန်းနက်တီးမှာဘရိုမီလင်လို့ခေါ်တဲ့အင်ဆိုင်ဓာတ်ပါဝင်တာကြောင့်အစာခြေဖြတ်မှုကို အထောက်အကူပြုပြီးရောင်ရမ်းမှုကိုလျော့နည်းစေနိုင်ပါတယ်။ ိုခံအားကောင်းစေခြင်းဗီတာမင် C ပါဝင်မှုကြောင့်ကိုခံအားစနစ်ကိုအားကောင်းစေပြီးရောဂါများကိုကာကွယ်ပေးနိုင်ပါတယ်။အရိုးများကိုတန်မာစေခြင်းမန်ဂနီဓာတ်ပါဝင်မှုကြောင့်အရိုးများကိုတန်မာစေပြီးအရိုးပွားရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျော့နည်းစေခြင်းဘရိုမီလင်ဟာရောင်ရမ်းမှုကိုလျော့နည်းစေနိုင်တာကြောင့်အဆင့်မြင့်ရောင်ရမ်းခြင်းနဲ့အခြားရောင်ရမ်းခြင်းဆိုင်ရာရောဂါများကိုတတ်တာစေနိုင်ပါတယ်။ သွေးဖိအားကိုရောကြစေခြင်း ပိုတက်စီရန်ဓာတ်ပါဝင်မှုကြောင့်သွေးဖိအားကို ရောကြစေနိုင်ပါတယ်။ဆိုးကျိုးများပါးစပ်နာခြင်းနံနက်သီးမှာပါဝင်တဲ့ဘရိုမီလင်ဟာပါးစပ်အတွင်းသားတွေကိုရားရံစေပြီးနာကျင်စေနိုင်ပါတယ်။ဓာတ်မတည့်ခြင်းတချို့လူတွေမှာနံနက်သီးနဲ့ဓာတ်မတည့်တဲ့တုံ့ပြန်မှုတွေဖြစ်နိုင်ပြီးအရေပြားရားရံခြင်း၊အင်ပြင်းထခြင်း၊အသက်ရှူရခက်ခဲခြင်းစတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။ အစာအိမ်ပြဿနာများအဆစ်တက်ပါဝင်မှုကြောင့်အစာအိမ်ချင်းပြန်ခြင်းဒါမှမဟုတ်အစာအိမ်နာခြင်းကို ဖြစ်စေနိုင်ပါတယ်။သွေးကြဲဆေးများနဲ့ဓာတ်ပြူခြင်းနနက်သီးမှာပါဝင်တဲ့ဘရိုမီလင်ဟာသွေးကြဲဆေးတွေနဲ့ဓာတ်ပြူနိုင်တာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသင့်ပါတယ်။တကြားဓာတ်များခြင်းနနက်သီးမှာသဘာဝတကြားဓာတ်များတာကြောင့်စီးချိုယောဂါရှိသူတွေအနေနဲ့အလွန်ကြုံမစားသင့်ပါဘူး။ နာနတီးကိုတင်းတင်းမြတ်စွာစားသုံးမယ်ဆိုရင်ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ဒါပေမဲ့ဆိုးကျိုးတွေနဲ့ဂမ်မတဲမှုတွေကိုလည်းသတိထားသင့်ပါတယ်။ကျန်းမာရေးခြေနေတစုံတရာရှိပါကဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်